အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆရာမကြီးမဆန္ဒရဲ့အကြံဖန်းဟူသောဝတ္ထုတို့လေးကိုဖတ်ပြပေးကြပါရရှင်။အကြံဖန်းအကြံဖန်းဟူသောစကားကိုကြားဘူးနေသည်ကတော့ကြားလာချေပြီ။အကျိတ်ပဲတိကျကိုတော့မဖွင့်ဆိုတတ်။အနှဲငယ်မယိုးမသားလှုပ်ခြင်းဟူ၍တော့အကြံဖြင်းမှယူနိုင်မည်ခြင်းသည်။ လူတွေကတဲပြီးအကြံဖန်များကြတာကိုဟုဒေါ်အင်းညိုဤခင်ပွန်တဲ့ဥဆုံမောင်ကမကြခနာပြောတတ်သည်ဟုတ်ပါသည်အရက်ထဲမှာစီးထဲမှာအလုတ်ထဲမှာနေရတကမှာအကြံဖန်လေးတွေရှိနေတတ်သည်အေးငါတို့အင်ရှင်မတွေမှာရောဒေါ်အင်းညိုက တွေးရင်ငေးရင်ငေးပြီးရင်လည်းတွေးနေမိကြလေသည် သူသားသူသမီးတွေကကွန်ပျူတာအီးမေးလ်အင်တာနက်ဆိုတာတွေကိုမကြခနာပြောနေတော့လေ ဒေါ်အင်းညိုရင်ကောင်းချဲတို့ဘာမှမဝင်ချင်းအသက်အစိတ်ထဲရောက်နေပြီဖြစ်တော့အချီးဆုံးသားကကွန်ပျူတာကိုအလွန်မင်းစိတ်ဝင်စားပြီးညံ့နှိုးတွေကြားလာသည်ချစ်သူရီစားရှာရဲ့အိမ်ထောင်ပြူရန်ကိုပင်လုံးဝစိတ်ဝင်စားခြင်းမရှိပဲကွန်ပျူတာသင်တန်းတွေကိုသာအလောတကြီးလိုက်တန်းနေသည်ထို့နောက်သူ့တငယ်ချင်းဤဆိုင်မှာကွန်ပျူတာတစ်လုံးကိုလာပေးနေဝင်လာသည်ထိုအခါကျမှကွန်ပျူတာကိုအနီးကမြင်ဘူးသောဒေါ်အင်းညိုက"အော်" ကွန်ပျူတာဆိုတာတီဗီနဲ့လက်နေဆက်နှစ်မျိုးပေါင်းထားတာပါလားဟုသူနီးသူဟန်နဲ့သူသဘောပေါက်လိုက်ရရှာလေသည်ဆယ်တန်းအောင်မင်းတက်ကတော့မတည့်ရသေးတော့တမင်းအလမစီကတော့ LCCI GCE Dofel Poly စသည်များကိုကြားရပြန်သည်ဒေါ်အင်းညိုကတော့ GCE ထက် GEC ကိုပိုပြီးစိတ်ဝင်စားသည်ကအမှန်ပဲသူဤခင်ပွန်းတဲ့စီမှာ GEC ထုတ်ပဲရိုဆက်ပြရော ဖျောင်းကြိုင်တို့အပြင်အမျက်ငွေတွေကိုလည်းရပူသောကြောင့်ဖြစ်လေသည်နိုင်ငံခြားဘာသာတက္ကသိုလ်တွင်ညနေသင်တန်းတက်နေသောအငယ်ဆုံးသားကတော့အိုတိုဆန်အိုပါဆန်ဒိုက်ကျော်ဘူခုနိုင်စသောဂျပန်စကားများကိုတော်တီတော်နေပြောတတ်ပြန်သည်ဂျပန်စကားကြွန့်ကျင်လင်တရုတ်စကားကိုသင်အောင်မည်ဟုလည်းပြောနေပြန်သည်ရှင်းရှင်းပြောရရင်ဒေါ်အင်းညိုသည်ကွန်ပျူတာကို၎င်း GCE ကို၎င်း ။အိုတိုးဆိုင်ကို၎င်းစိတ်မဝင်စားလာပြီ။ညစ်တစင်းလိုစီးမျောနေသောခကြီးဝင်းကိုလင်းနှင့်ကိုတက်စူးစား၍သာလှော်ကြပြီတော့ဟုသဘောထားမိလေသည်။သူဤခင်ပွန်ဦးစိုးမောင်ကတော့သူ့လိုမဟုတ်။တာချင်းဤကွန်ပျူတာကိုတကြောက်ကြောက်ဝင်နှိပ်တက်သလိုအီးမေးလ်နဲ့အင်တာနက်တို့ဤထိရောက်မြန်ဆန်ပုံကိုလည်းအားပေါင်းအရင်တန်တန်နဲ့ဆွေးနွေးတတ်သည်။ပေါ်လီပေါ်လီနှင့်ဒေါ်ပေါ်လီဖြစ်နေသောသမီးကိုယ်တော် YIT ညနေတင်နန်းတက်ခိုင်းသည် နှစ်နှစ်နေလင်ဒီပလိုမာရမည်ဆိုတော့တမင်းလဲစိတ်ဝင်စားသွားလိမ့်သည်ပေါ်လီချက်တာကတော့ဟုတ်ပါပြီပြီးရင်စင်ကာပူမှာပညာသင်ရမှာက3နှစ်အလုပ်လုပ်ရမှာက3နှစ်အနည်းဆုံး6နှစ်နေရမှာအမေကြီးရဲ့တို့တွေက ကုန်ကျစရိတ်ကိုတတ်နိုင်နဲ့ထားပါဦးတမင်းကအခုအသက်20ပြည့်တော့မယ်နောက်6နှစ်ဆိုရင်26အဲ့ဒီအရွယ်ဟာချစ်သူရှာပြီးအိမ်ထောင်ရသားကြရမယ့်အရွယ်ပဲဟိုမှာနေရင်ကိုမြန်မာချင်းတွေ့လို့မြတ်တာမြကြရင်တော်ရဲ့ လူမျိုးချနဲ့ညာပြီးပါသွားရင်ဒုက္ခဟုဒေါ်အင်းညိုကိုတီတိုးပြောပြကြလေသည်ဒေါ်အင်းညိုကလည်းကောင်းတဆဆညင်ရင်မောင်မင်းကြီးသားအမြုံမြင်ကြီးပါပြီဟုကိုယောက်ျားကိုကိုအထင်ကြီးရသည်နိုင်ငံနှင့်လူမျိုးကို၎င်းဘာသာတရားကို၎င်းအရေးထားတဲ့လေးစားတတ်သူဆိုတော့ဒီချက်ကမတော်လို့မဖြစ်ရောက်ရာရက်တွင်ကျုံတလို့အိမ်ထောက်ကြသွားမည်ကိုကသူလဲဆိုရင်မိတီကတော့အမှန်ပဲတားငယ်ကိုတော့ဦးစိုးမောင်က စ조사관가다바다스가소라냔먀짜리강리베후아베짜띠초나우자베메잉글리즈가가가바동즈가노에라고어인쫀쩨보루레후알리네드디베짜띠ခေရည်စည်းတဲ့တွင်မျောကြသူချင်းအတူတူသူဤခင်ပွန်တဲ့ဥဆုံးမောက်ကပဝင်းချင်းကိုဂယုတဆိုင်လီလာမှတ်သားရင်ကူးခတ်နေသူနဲ့တွေ့ပြီးတော့သူကတော့တစ်တုံးကြီးမျောသလိုအတိမဲ့စွာတငိမ့်ငိမ့်မျောပါနေပါသလားဟုတ် ဒေါ်အင်းညိုကတွေးမိတက်လေသည်ဒီလိုတော့လည်းမဟုတ်ပါဘူးငါစိတ်ဝင်စားတာလည်းရှိပါတယ်ဒေါ်အင်းညိုကသူ့အတွေ့ကိုသူချက်ချင်းပြန်ကငင်းချက်ထုံမိသည် သူစိတ်ဝင်တစားနေမျက်ခြေမပြတ်လည်လာပြီးရှင်ခုံနေရတာတခုတော့အရှိသားပင်ထိုရာကတော့ပြူပြူမင်းရှောင်းကပုန်းချင်သည်ကိုကိုမောင်ကုံစင်းလုံးပင်တနေတော့ကတော့ဦးစိုးမောင်ကမဂ္ဂဇင်းတစ်ဆောင်ကိုဖတ်ရင်တက်ရှိဆဲကိုယူပြီးတက်ရှိပုံတူပွားလို့ရနေပြီဒီမှာကြည့်စမ်း တရိတ်ဆန်ကိုတက်ရှိပုံတူပွားတာအောင်မြင်နေပြီနောက်ဆိုရင်လူကိုယ်တော်ပုံတူပွားလို့ရတော့မယ်တဲ့သိပ္ပံပညာတိုးတက်ပုံကတော့အံ့ဩလောက်အောင်ပါပဲဗျာဟုပြောသည်ဒေါ်အင်ညိုကတော့ဦးစိုးမောင်ရင်စကားကိုနားထောင်ရင်ကဘာကြီးမှလူဦးရေမထိန်နိုင်လို့တော့မနေ့လျှော့ချနေရတာလူပုံတူပွားတော့ဘာလို့ရမှာလဲဟု တွေးနေမိသည်သူကတဘာဝလွန်ဖြစ်ရများကို သိပ်ပြီးမနေ့တက်လာပြီသုံးလောကထွက်ထားမြတ်စွာဘုရားပင် တည်ခြင်းကိုတားဆီးတော်မူမူပဲပရိနိဗ္ဗာန်ပြုခဲ့ပြီးဖြစ်၍ဖြစ်စဉ်ဖြစ်စေဖြစ်မြဲတဘာဝများကိုသူဤစိတ်ထဲတွင်ဇောဒကမတက်လို့လာပင်တက်ရှိပုံတူပွားမဲ့စားတက်မဲ့ပုံတူပွားလို့ရရင် ပိုပြီးမကောင်းပေဘူးလားဈေးချင်းတဲ့ကကြက်တကောင်ကနေနှစ်ကောင်ဖြစ်နှစ်ကောင်ကနေလေးကောင်ဖြစ်ဟင်းဟင်းခုနှစ်ကောင်ကနေရှစ်ကောင်ဖြစ်ပိုလို့တော့ကောင်းအောင်မယ်ဒေါ်အင်းညိုအတွင်းနေပင်အတော်ပြောသွားသည်တနေ့တွင်သူသိပ္ပံပညာရှင်ကြီးများကိုပင်တွားပြီး နဗူနဆာတိုက်လိုက်ခြင်းသေးသည်အကြံပေးပြောပြလိုက်ခြင်းသေးသည်ဒီနေ့တော့အိမ်မငရဲ၆နှစ်ပြားဖြုံကနေပေါ်လာသည်တက်ရှိပုံတူပွားခြင်းလည်းမဟုတ်တက်မဲ့ပုံတူပွားခြင်းလည်းမဟုတ်ဦးစိုးမောင်၏မိဆွေတို့ကလက်ဆောင်ပေးလိုက်ခြင်းဖြစ်သည်ဦးစိုးမောင်ကကြွကြွအိမ်နှင့်ထုတ်ထားသောငရဲ၆နှစ်ပြားကိုလှမ်းပေးရင်းမိမ၏မနက်ခါကြတော့မိဖုတ်ပြီးနာနာသာထုပြီးတော့ကွာဟုပြောတော့သူအတော်ကြီးနူသွားသည်လွန်ခဲ့သောနှစ်ပေါင်းစိတ်ကြော်ကတော့ ချစ်သူတို့ဘဝပေမို့အင်းရရည်ပြင်းတက္ကသိုလ်အဓိပတိလန်းနေကန်ကော်ဗင်တန်တို့ကဒေါ်အင်းညိုကိုရင်ခုန်ကြည့်နိုးစေခဲ့ဘူးသည်ချစ်သူလက်ဆောင်ပေးသောကန်ကောခရင်ဇပယ်ပန်းလေးများကိုတမျက်တနိုးပန်းစင်မီ၆လင်းပင်လူမပြေရက်ပဲတင်ဆက်ခဲ့ရဘူးသည်အခုတော့သူပြောင်းလဲလာပုံကရည်ကျင်းစရာကောင်းလာသည်ဇပယ်ခရင်ကန်ကော်ရနန်တင်ပြန်ပြန်တို့ထက်ငပိငချောင်းညီတီတီကိုပင်ပုံပြီးနှစ်သက်တလို့ဖြစ်နေသည် စပယ်ပန်းကဟင်ချွေရမရငရံ၆ကတော့ဟင်ကောက်တစ်ခါဖြစ်လာမည်မဟုတ်ပါလားအညာစီစစ်စစ်ကလေးတပလင်းကျန်နေသေးတာနဲ့အတော်ပဲငရံ၆ကိုနှက်နေအောင်ဖုတ်မွနေအောင်ထုစီကလေးရွှေရွှေဆန်ငရံ၆နဲ့အတူ top up ပဲစိန်ချိုချိုကြီးတွေကိုအုတ်ကက်ကလေးနှမ်းမြင်ငပိရေကျဲကျဲဖြော်ပြီးဖန်ကားသီးလေးတို့ချင်ပေါင်ရဲ့ဟင်ချိုချက်ဒေါ်အင်းညိုစိတ်ကူးတဲ့တွင်ဟင်ဆက်ရင်ချမင်းပင်စာလာသည်သို့တော့ ငရဲ့6အကောင်လှလှကြီးတွေကိုမီးဖုတ်ပြီးနာနာထုလိုက်တော့ထင်သလိုဖြစ်မလာသည်ကခင်လာပါသည်စားခြင်းစပွဲမှလာတော့ငါ6တားမြင်မြင်လေးများကို ပကံနဲ့ဖယ်ထည့်ရင်တဖတ်ကောက်ဝါးကြည့်လိုက်တော့ငန်းလိုက်ဒီမှာတူနေဒုက္ခပဲငါတကောင်ကိုစားတဲ့ပိတ်တာနှုံနဲ့နေထားလာမသိဘူးဒေါ်ဤညိုခင်ဗျာအတော်ကြီးစိတ်ညစ်သွားရှာသည်သူရောဦးစိုးမောင်ရောအတန်ငါးကျော်လာပြီဆိုတော့သွေးတိုးတို့စီချိုတို့ကချိန်ချောင်းနေပြီဖြစ်သည် ယောဂဟူ၍မမယံရမဖြစ်သေးတော့လေအချိုကို၎င်းအငန်ကို၎င်းတတ်နိုင်သည်များလျှော်ရမည်အရွယ်များဖြစ်သည်အင်းငန်တန်တန်မကဘူးငန်တူးတူးဖြစ်နေတာခက်လာတယ်ဒေါ်အင်းညိုကငချောက်ခွဲသူကိုပင် လမ်းမီစိတ်ဆိုးခြင်းနေသည်စားကလေးများနဲ့နဲ့လျှော့ထဲလိုက်ပါတော့လားဟိုရန်ထောင်းခြင်းနေသည်ငချောက်ကငန်တော့ပဲကြီးနှမစားလျှော့ထဲလိုက်မယ်ငပိကြီးဖြောမထဲတော့ဘူးပဲပုတ်လေးမီကင်မီစီဆန်းပေးလိုက်မယ်ဒါဆိုရင်မဆိုးပါဘူး ဒေါ်အင်းညိုကသူ့ကိုသူအားပေးသည်ညနေကြတော့ငချောက်ဖို့ပကံကထမင်းပွဲအလဲတွင်ဝင်ချဲလိုနေသည်ဦးစိုးမောင်ကထမင်းပွဲကိုတစ်ချက်လှမ်းကြည့်ကောင်းတဲ့ဟိဟုပြောသည်တာသမီးတွေကတော့နှခမ်းနီကြောညာထဲကလိုရှယ်ပဲဟုပြိုင်ကြူဩကြသည်ငချောက်ပကံကိုခတ်သွက်သွက်နှိုက်ကြသည်အပါငန်တဲ့ဟိဦးစိုးမောင်၏မျက်နှာက ရှုံသွားသည်ငန်နာမတူးနေတာပဲတာကြီးကထောက်ခံသည် ငရံ6မဟုတ်ပဲငရံငပီကောင်ကြီးများမှားပြီးမိဖုံမိတာလားမေမေရဲ့တမီးနဲ့တာလက်ကရေရေမောမောနဲ့မိကြသည်ငါ6ကငန်းနေတော့ငပီရေးစားကြမလို့တော့ဘူးပေါ့ဖန်ခါးသီးကိုငါ6နဲ့မြုပ်စားလိုက်ตาကြီးကအကြံပေးသည်မိတို့ပင်ဆိုစဉ်ငါ6ပကန်းကိုလမ်းနေသည်လက်များတိတိတတနှိမ့်ချသွားသည်ကတော့အမှန်ပဲငါ6ပကန်းကိုနှိုင်မလို့နဲ့ပဲကြီးနှက်စီတို့သားရိုက်ချသွားတော့လက်များကြောင့်အလုံးထမင်းစားပြီးသည်ချင်း ပကံတော်ဝပင်မကုန်းခြင်းပင်အများကြီးပဲကြံနေတယ်။ဒေါ်အင်းညိုကကြည်ရင်နှမျောနေသည်။ဒီငချောက်တွေကိုနောက်တနေဆက်ကြွေးနေနဲ့တိတ်ပြီးကြည်သားကြမည်မဟုတ်ချင်။ဒီတော့လေငချောက်ဖို့ကငချောက်ဟင်းလုပ်ပြလိုက်မှာပေါ့။ဒေါ်အင်းညိုကငရုတ်ချက်သွန်စီတက်ပင်ခရမ်းကျင်သည့်အနေနိုင်နိုင်ကလေးနဲ့ငချောက်ဟင်းအသွင်ပြောင်းလိုက်သည်။မဆလာနဲ့တသင်းတင်းမှွင့်နေသောငချောက်စီပြန်ဟင်းကလေးသည်ဇပွဲပေါ်သို့စားခြင်းဇပွဲရောက်လာသည်။အင်းဒါတော့အတော်ငန်သေးတယ် ဦးစိုးမောင်ကမှတ်ချက်ချသည်အနှစ်ကတော့ကောင်းပါတယ်ဖေဖေရမှွေးနေတာပဲသားရီသမီးတွေကတော့သူတို့အမေကိုအားပေးကြရှာသည်သို့သောငချောက်ဖက်ကလေးတွေကိုမတိမတာရှောင်ကအနှစ်ကိုအားပြုပြီးစားသွားကြလေသည်ထို့ကြောင့်ပကံထဲမှအနှစ်သားကုန်သွားပြီငချောက်ဖက်လုံးတီကလေးများရှက်ပြုံးကလေးများပြုံးကားကြံခဲကြရှာသည်အကောင်းကလည်းကြိုက်တက်လိုက်ကြတာရှာရီကလည်းတိတက်လိုက်ကြတာဒေါ်အင်းညိုကညဉ့်ညူဆူဆူတွင်းရဲ့အကြံထုံနေမိသည် ကုံစိမ့်တဲ့စီမှာတញင်ခရင်သည် နုနုထွားထွားကြီးတွေတွေ့တော့မှအကျန်ရသွားသည်ခရင်သည်နှစ်ထဲကိုပဇွန်၆အစာမထဲပဲကျန်နေသောငချောက်ဖက်များကိုထဲလိုက်သည်ချိုးနာအချုံမုတ်ကလေးနဲ့ငယ်ကူလိုက်သည်နှူပြီးချိုးနေသောခရင်သည်များကရေနဲ့နဲ့ထဲအောင်နဲ့ဤကြသွားသည်ထူးထူးဆန်းဆန်းမဆလာနဲ့တင်နေသောခရင်သည်နှစ်ပကံသည်ဇပွဲဖို့သောအင်ဂျီကလေးနဲ့ရောက်လာပြန်သည်သူတို့ဦးတဲတော့မဟုတ်ဝက်ဦးချောင်း၅၅ချက်သားကိုပါအားဖြေချတော့ သူတို့တိမ်သားလုံးထမင်းမြိန်ကြလေသည်ခရမ်းတိဖတ်ချိုချိုအီအီကလေးများနှင့်ရောနေသောနှစ်ချောက်ဖတ်ကလေးများကအပေါင်းအသင်းမှန်သွားသောကြောင့်လာတော့မသိရောပြီးချိုတလိုလိုဖြစ်နေသည်ညံ့ညက်ဝါလျင်ငန်နေသည်တော့လေညီသူကားများဘာမှမပြောပဲရှာနှင့်တင်ကာမျိုးချလိုက်ကြလေသည်ကြားတော့ကြံဖြစ်အောင်ကြံသေးတယ်ခရမ်းတိများသွားသောကြောင့်လာမသိအိုးရဲတွင်တပကံစားလောက်ကြံနေရသည်သိုးသွားမှာဆိုရည်ရည်ခဲတတားတဲ့ထဲသိမ့်ချရင် ဒေါ်အင်းညိုအကျန်းထုတ်ပြန်သည်နောက်တနေ့ကျဂျန်တလွန်သည်လေးတောင်းကစစ်ကူလိုက်လာသည်ခရမ်းကျင်သည်အာလူမုံလာဥရုကိုပါရော၍လုံးမီမကြီးရေချဲသည်ယေဆုရောလက်ကျန်ခရမ်းသည်နှစ်ကုံဟင်းအိုထဲသို့တိုင်ပင်ထိုးပြီးဆင်ခိုင်းလိုက်သည်ယုံပတိသည်လေးငါ၆တောင်းကိုလှီထဲလိုက်ပြီးမဆလာဖြူလိုက်သည်ကြည့်တော့လေဒေါ်အင်းညိုဤတီးဆောင်ကလာဟင်းသည် စားချင်းစပွဲမှွေပြန်လို့နေပြန်သည် ဘဲဥလေးလုံးကိုအနှစ်ပေါက်နာနာခောက်ပြီးမှုကြောကချက်မှန်အားဖြည့်လိုက်တော့ဥဆုံးမောင်တို့တာဖားရင် ကောင်းမဖော်ကြတော့ပဲကလာဟင်းကိုလှမ်းနေတော့လည်းများခဏခဏစုံနေ၍ရေချရသည်သည်ခရမ်းတီးကနှုတ်လို့လာမသိဘူးနူးပြီးပျော်နေတယ်နော်အမေစိစိဆက်ဆက်ရှိလာတော့တာငယ်ကပြောသည်သို့တော့တီးဆောင်ကလာဟင်းထဲသို့ခရမ်းတီးနှက်ကိုရင်းငုတ်စင်ခိုင်းထားကြောင်းကိုကယိမ်မိဟန်မတူတီးဆောင်ဟင်းလေးကကောင်းတကွာ ဥဆိုးမောင်ကဟင်းရည်ပြပြလေးဆန်လိုက်။တញင်းသည်စားရည်စိမ်လေးကိုင်လိုက်နဲ့။ထမင်းတပကန်းချက်ချဲရသည်။ဒီတခါတော့ဒေါ်အင်းညိုဤတီဆုံဟင်းသားမကထမင်းအိုးပါအိုးကပ်ပင်မကြံအောင်တက်တက်ဆင်ပြောင်းသွားသည်။ဒေါ်အင်းညိုလည်းအခုမှပင်ကြည်ကြည်လင်းလင်းပြုံးနိုင်လေတော့သည်။တနေ့တုန်းကတော့တအိမ်ကျော်ကဖျားကိုစုခဲ့ရရင်သူတို့အိမ်ရှင်မသုံးလေးဦးဆုံးမိကြသည်။ဆုံးမိတော့လေထုံးစံအတိုင်းသားစီငါးစီမိဖို့ကြောင့်ကြောင်းပင်ပြောင်းမိကြသည်။ ဂျာကလွဲလို့ဒီပြင်အကြောင်းကိုစိတ်မဝင်စားသူတို့ကတာမန်အင်ရှင်မတွေဆိုတော့အင်ဂျင်မြေစိစိန်ရွှေစိနဲ့မော်တော်ကားစိများကိုလည်းမပြောတတ်ကြရှာပင်တနေ့တနေ့ဟင်းဆက်ကိုစဉ်းစားနေရတာအုံနောက်တွေပုံမတက်ပါပဲဟုတအူကစကားစသည်ဟုတ်ပါစားလို့လဲကောင်းအခုံကြလဲတတ်တောင်းချက်ရတာလွဲတာမှတ်လို့ဒီကြားတဲ့ဟင်းမကြိုက်ကြရင်ပိုနေတိတ်ဆင်းနေရတာပဲ ကျမကတော့ဟင်းချင်ရင်ဘယ်တော့မှအလကားမချဘူး။တခုခုအသွင်ပြောင်းပြစ်လိုက်တာပဲ။အိမ်ရှိအိမ်မတော့တင်ကပြောတော့ဒေါ်အင်းညိုလည်းငရဲချောင်းနှစ်ပြားကိုတည်ရသည်။ငချောက်ဖုံမှငချောက်ဟင်း။ငါချောင်းဟင်းမခရန်တီနဲ့ခရန်တီနဲ့မတီဆုံကလာဟင်းအစင်စင်ပြောင်းလဲလာခြင်းကိုတာသမီတွေကရုပ်ပြောင်းလဲခြင်းဟုသတ်မှတ်မလားကြက်ပြောင်းလဲခြင်းဟုသတ်မှတ်မလားသူတေချာမစင်စားတဲ့ချင်း မနေ့တုန်းကတော့ဝတ်သားဟင်ချက်တာအစီများနေတော့တိတ်မကြိုက်ကြဘူးလေအသားရင်းကြီးရွေးစားကြတာဝက်စီတုံးကြီးပဲကြံရစ်တယ်ဒါနဲ့ဒီနေ့တော့ချင်ပေါင်းနဲ့မြစ်ကိုခပ်ပစ်ပစ်လေးမှုပြီးအဲ့ဒီအစီတုံးတွေပါရောထည့်ပြီးချက်ပေးလိုက်တယ်နောက်တော့ငပိထောင်းဆက်ဆက်လေးထောင်းပေးလိုက်တော့စားလိုက်ကြတာလောက်တော့မလောက်တော့ဘူးဒေါခင်ခင်ကသူ့အတွေ့အကြုံကိုဖောက်သေးချသည်ဒေါအင်းညိုကသူ့ကိုငေးချင်အင်းသူကတော့ချင်ပေါင်းရဲ့ငပိထောင်းကိုစစ်ကူခေါ်လိုက်တာကိုဟုတွေးနေမိသည် ျမလည်းချင်းပေါင်းဟင်းလက်သုံးမယ်။ဘာဟင်းမဲ့ကြနေနေ။ချင်းပေါင်းချက်ပြီးရောထည့်ပြလိုက်ရင်အရသာတမျိုးထူပြီးစားကောင်းသွားတာကြီးပဲရှင်။ဂျော်လှလာဆွေကကောင်းလေးတညင်ရင်နဲ့ထောက်ခံသည်။အိမ်ရှင်မဆိုတာဟင်းကောင်းကောင်းချက်တန်ယုံနဲ့မပြီးတော့ဘူး။ကျန်တဲ့ဟင်းကိုလည်းမလီမလွင့်ရအောင်ဆက်ဟပ်ပြီးရောတက်နှော်တက်ပြုပြင်တဖို့လိုသေးတယ်နော်။တစ်ချိန်လုံးညင်နေတော့ဒေါ်အင်းညိုကတွေ့တွေ့ဆဆာဝင်ပြောတော့ဒေါ်သိန်းကရေချင်နေတော့မျက်နှာနဲ့မျက်စောင်းထိုးသည်။အောင်မလေးရှင်အင်းညိုရဲ့ စကလုံးနဲ့ရှိရှိဝီဝီပြောမနေပါနဲ့အကျံဖန်ကြောက်ဖို့လိုတယ်လို့ပဲရှင်းရှင်းပြောလိုက်စမ်းမနားလေလွယ်ပါတယ်ကျော်သိန်းဤစကားဆုံးနေနော်သူတို့အားလုံးရဲမိကြလေသည်လူတွေကကြဲပြီးအကျံဖန်များကြတာကိုဟုသူဤခင်ပွန်တဲ့ဦးစိုးမောင်ကပြောချက်သည် ဟုတ်ပါသည်အရက်ထဲမှာဈေးထဲမှာအလုတ်ထဲမှာရောနေရာတကာမှာအကျံဖန်ကလေးတွေရှိတတ်သည်အင်းငါတို့အင်ရှင်မာရီမှာရော ဒေါ်အင်းညိုကတွေ့ရင်ပြုံးပြီးပြုံးရင်လည်းတွေ့နေမိကြလေသည်မြမကုံရင်2000ပြည့်နှစ်ဟုတ်ကဲ့ကျမခုဖတ်ပြပေးသွားတာကတော့ဆီယမကြီးမဆန္ဒရဲ့အကျံဖန်းဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်